ရွာသူဆရာမခင်ခင်ထူအညာနွေရဲ့အပူမျိုးကချုံမှုမှတိကြတာပါလူတွေနှစ်ဖက်ပြန်တယ်လို့ဖြစ်ဖြစ်လူနေရတာမျိုးလေ24နှစ်လုံးလုံးချွေးနဲ့နှစ်ပန်းလုံးနေရတာပေါ့ပဝန်းကျင်ကလည်းဖုံတွေတထောင်နောက်နဲ့မုံမုံလို့တစ်ပင်ချုံမှုကလေးတွေကတော့နွေရဲ့အပူတံကိုမာချစ်ချင်းနဲ့တောက်ခံနိုင်ကြတယ်လူတွေကတော့တောက်မခံနိုင်ကြဘူးလေဒီတော့ကုန်းခေါင်ကဟောသည့်အညာရကလေးအတွက်ရွာမြောက်ဖျားကရေရင်းကိုပဲအားကိုးနေရတော့တယ်ရေရင်းကလေးကအတော်အတန်ကျဲဝင်းပါတယ် ကျမစိတ်ထင်ရေရင်းတစ်ပတ်ပေ30လောက်တော့ရှိမယ်။လူလက်တစ်ပိုက်မရှိတရှိကျွန်းတိုင်အဆွေးကြီးနှစ်တိုင်ကိုတစ်သားတစ်ချောင်းနဲ့ပေါင်းဆက်ထားတယ်။အဲ့ဒီပေါင်းအလယ်လောက်မှာဆက်သင်းတစ်လုံးချိတ်ထားတယ်။ရေရင်းပတ်လယ်မှာအုတ်တန်မန်ဒလင်းအချောလေးခင်းထားတယ်။တွင်းထဲရေလေးကလည်းအေးဆက်လို့အညာနွေပူလင်းရေကအေးလေပဲ။လူတွေသုံးသမျှရေတွေကိုမြောင်းလေးတွေထားတယ်။မြောင်းရေတွေဟာအမေတင်ချန်ကြီးတဲကိုအကုန်စီးဝင်သွားတယ် အမေတင်ရဲ့ခြံကရေရင်းလေးကိုငုံနှားမတက်ဝိုက်နေတယ်။တချို့ကပြောတော့လေအမေတင်တို့ဘိုးစင်ပေါင်ဆက်ပိုင်ခဲ့တဲ့ရေရင်းနဲ့လူတွေလွတ်လွတ်လပ်လပ်ချိုးနိုင်အောင်ခြံပြင်ထုတ်ထားပေးတာလို့ပြောကြတယ်။တချို့ကလည်းအမေတင်ကြီးကခြံကိုချဲ့ထားတာတဲ့။ဘလို့ပဲဖြစ်ဖြစ်ကျမတို့တရွာလုံးကလူတွေရေရင်းကလေးကိုအမေတင်ရေရင်းလို့ပဲပြောတတ်ကြတယ်။အမေတင်ကလည်းရေရင်းလေးကိုဂယူးဆိုင်ပါတယ်။မနဲ့နင်းလာရင်သူ့ခြံကြီးတဲ့ရောရေရင်းပက်လေရောတပြက်စီးနေတယ်။ ခြေရင်းတမန်တလင်းကရင်းကြီးတွေအုံးစပန်းနဲ့တိုက်တယ်။ညောင်မောင်တလျှောက်မှာတောထနေတဲ့ကနဖော့ပင်မျက်ပင်တွေကိုမကြခဏနှုတ်ပစ်တယ်။ပေါတူးတလက်နဲ့မြောင်းဆဲတယ်။တရွာလုံးရှိသမျှအိမ်တွေအားလုံးထဲမှာအမေတင်ချန်ကြီးတစ်ချန်သာစိမ့်စိမ့်အုပ်အုပ်ရှိနေတာပေါ့။ရေရင်းနဲ့ကလျက်ချန်စည်းရုံမှာပေါက်နေတဲ့ခိတပြူပွင့်ကြီးတွေကဖွပွေးလှုပ်လို့အမေတင်ချန်ထဲမှာတရက်ပင်ကြီးတွေပေါက်ပန်းဖြူတွေတမောစည်းပြူပင်တွေမလကာပင်တွေအစုံရှိတယ်။ တမင်လေးတွေကအများကြီးနှင်းစီစပယ်စွန်စီစဝါညမွေးပန်ပြီးတော့ကျမသဘောအကျဆုံးတာတိုင်းမွေးချုံကြီးရှိတယ်။မပြောသေးမဲနဲ့လို့လို့တရသေးမဲနဲ့လို့လို့မွေးအိနေတဲ့အဲ့ဒီအနံ့ကိုမေမေကတော့အသေးအလဲကြောက်တယ်။ဒါရင်ဘဲကမလဲအမေတင်းချန်ကြီးတဲကဘယ်ပန်းကိုမဆိုမေမေကြောက်တယ်။အမေတင်းကြီးကိုဆိုပို့လို့တောင်ကြောက်သေးတယ်။အမေတင်းကြီးကိုကြောက်တာမေမေတွေမကပါဘူး။ကျမတို့တရလုံးကလူတွေအားလုံးအမေတင်းကြီးကိုကြောက်ကြတယ်။ အမေတင်ကအသက်80ကျော်အဖွားအိုကြီးပါခန္ဓာကိုယ်ပိန်သေးသေးနဲ့ခါလဲကိုင်းလို့အမေတင်ရဲ့မျက်နှာတစ်ပြင်လုံးလဲအရေးချောင်းတွေနဲ့ရောထွေးမသွားတာနှစ်ဖူးနဲ့ညလုံးတစ်ချမ်းကအမာရွတ်ကြီးပဲမိရခံရလို့လို့ပြောတာပဲမျက်စိတစ်ချမ်းကလည်းတိတ်နေတာလေအမေတင်ခေါင်းပေါ်မှာလလေးသင်းလောက်ရှိတဲ့ဝါးပြီးမဲမဲလေးကိုရစ်ပတ်ထားတဲ့ဘီးစပတ်ခွေကလေးကတကယ်ကိုကုန်းတိလုံးလောက်လေး လူတွေကအမေတင်ကြီးကိုကြောက်ကြတာအဲ့ဒါလိုအယုတ်ဆိုးလို့ကြီးတတ်တမဟုတ်ပါဘူးအမေတင်ကလူသားအိုတာလက်ချောင်းတွေကတမ်းမာတဲ့အကျော်ပြန်ပြန်ထနေတဲ့သူ့လက်နဲ့လှမ်းကုတ်ဆွဲလိုက်ရင်ဒါမှမဟုတ်သူ့လက်ဘဝကြီးနဲ့ဖျက်ငင်းနဲ့အရိုက်ခံလိုက်ရရင်အဲ့ဒီလူမှာကြောကိုကော့သွားတော့တာတဲ့နောက်၃-၄ရက်အထိလောင်ဝါရကြီးကမပြောက်ဘူးတဲ့ဒီတော့အမေတင်ကြီးကိုလူတွေကရွာသူလိုလိုပါလိုလိုထင်ကြတာပေါ့ကြောက်ကြရွံ့ကြတာပေါ့အเจ้าတွေကလည်းတိုက်ဆိုင်နေတော့တာကို ရွာလယ်ပိုင်းကကုံစုံဆိုင်ပိုင်ရှင်ကြီးစောပုံတရအမေတင်ကိုဈေးကျွေးတောင်းပြီလို့နှစ်ရက်သုံးရက်ဘိုင်းနာနေလိုက်တာလှိမ့်လို့တဲ့။ဘာကြီးဖြိုးရတာဒိုးလုံးလေးအပမိတလို့လို့ဖြစ်လို့တောင်မဲရွာကနတ်ဆရာကိုပြစ်မဲတယ်။နတ်ဆရာကရွတ်ဖက်ပြီးဒိုးလုံးမျက်နှာကိုရေမန်းနဲ့တောက်တယ်။ အဲ့ဒီရေစလုံးထဲမှာပေါ်လာတာအမေတင်းမျက်နှာကြီးတဲ့တခါကလည်းရေရင်းမှာရေလာချိုးတဲ့ဗာဒီထိုက်နဲ့အမေတင်းတို့စကားများကြသေးတယ်အမေတင်းကရေလာချိုးတဲ့သူတွေကိုသူ့ချက်မောင်ဝါကနေပြောင်းမှုပက်လိကြီးတောက်ရင်ထိုင်ကြည့်နေတတ်တယ်အမြင်မတော်တာတွေ့လို့ကတော့လားပက်ခနဲ့ပြောပြလိုက်တာပဲအဲ့ဒါဗာဒီထိုက်ကဒူးပေါ်ပေါင်ပေါင်နဲ့ရေချိုးနေတော့အမေတင်းကအိုးကိုပါထိုက်ရေရင်းကိုတော့မရအိမ်များမှတ်နေသလားလူမြင်ကောင်းအောင်ချိုးစမ်းမှာတော်မမရှက်ပလီဗာဒီထိုက်ကလည်းမခံမှုလူစွာကြီး ဒီမဲ့အမဲတင်ဒီရရင်ကတရားလုံးနဲ့ဆိုင်တဲ့အတွင်းခမားလင်ကိုပါတော့တူးသွားတာမဟုတ်ဘူးကျွားကျုပ်ဘလို့ချိုးချိုးခမားလုံးမဟုတ်ဘူးဒီမာရမဲ့အမဲတင်တို့ပွဲကြံတော့တာပေါ့ဗဇက်ကအယုဒအနတ္တဆဲတော့တာပဲ ။ဘာကြီးထိုက်ကလည်းခေရာမဟုတ်ဘူး။အရွယ်ရှိတုန်းကတကြီးလက်ထောက်လုပ်ခဲ့ဘူးလားဆိုတော့အထက်စီးနဲ့ပိုင်းစကားပြောတတ်တယ်။အဲ့ဒါလို့တယောက်တစ်ခွန်းစကားများကြရာကနောက်တော့ရေပုံးနဲ့ပေါက်ခုံးခနဲ့နဲ့ဖြစ်တဲ့အထိဖြစ်လာကြရော။ဘေးကလူတွေဝိုင်းဆွဲယူရတယ်။အဲ့ဒါလို့ရန်ဖြစ်ပြီးတပတ်လောက်နေတော့ဘာကြီးထိုက်အပြင်းပြားတယ်။တလားလောက်ကြတော့ဆုံးသွားတယ်။ရွာထဲမှာလည်းအမေတင်ကြီးကလုံရင်တဆုံတစ်ချက်တော့ငါတော့ကြောက်ပါအေး။ဟုတ်ပါကောင်းမရဲ့။တို့ရမလဲရွေရင်းဆိုလို့ဒီတရင်ရှိရာခတ်တာပေါ့အေး။ တက်နိုင်မှာဘူးအေးတတိနဲ့သွားတတိနဲ့သာချိုးကြဖြစ်ကုန်ကြရောတကယ်ပဲလူတွေတတိနဲ့ချိုးကြရတာပါတမန်တလင်းမော်လက်ရိုက်တုံးနဲ့ခပြင်းပြင်းမရိုက်ရဲဘူးရိုက်ရင်အမေတင်ကဆဲတာပဲရင်ငင်ရင်တရက်ချမ်းပြစ်ချကြဆွဲတင်ကြမလုပ်ရဲဘူးစက်သီးတန်ပြင်းလာတာနဲ့ဟဲ့ဖြည်းဖြည်းငင်ချစမ်းရေပုံးထဲကရေဘဲမှခြေပေါက်မပြေးဘူးသတိတလုံးဘလောက်မှတ်လဲပြောတော့တာပဲကလေးတွေရင်းနှားတယ်ညင်ညစ်ပပလောက်တာမြင်ရင်လဲဟဲ့ပိုးလောက်လန်းလေးတွေ ဘာလို့ဒီနားတယ်ကိစ္စပြီးကြတာတော့တကယ်တော့ရုပ်လိုက်ကြတာလောက်တော့တာပဲဒီတော့လူတွေရေရင်းကလေးကိုရိုသေချင်ကြတာထက်အမေတင်ကြီးကိုကြောက်တော့ခရုတစိုက်ထိုးကြတယ်ရှောင်းကြဖွင့်ကြရတယ်တခါတလေလူကြီးတွေမအားရင်ကျမတို့ကလေးတွေကိုပတာကိုပဲရင်းငင်နေရင်အမေတင်ကညီတို့အမေဘာလုပ်နေလို့တော့ကလေးတွေကြီးလွတ်လိုက်ရတယ်လို့အေးမတော်တဆချော်ပြုတ်ကြများဖြစ်ပေးပေး ရင်ငင်တက်ပြီးကျမတို့ကိုရေတပွဲမှလောင်းချိုးပေးလိုက်တာပဲ။ကျမတို့ကလေးတွေနဲ့အမေတင်ကြီးနဲ့ကတော့မိတ်ဆွေတွေပဲ။တခါတလေဂျီတွန်းမို့ဆက်ပြမပါရင်တော့အမေတင်ကသူ့ဆက်ပြခဲသွားယူတက်ပြီးဂျီတွန်းနဲ့ရေချိုးပေးပြီးရင်သူ့အိမ်နဲ့ခေါ်သွားပြီးနတ်တပြူကရမတ်တွေသွေးလိမ့်ပေးတယ်။သူ့ခြံထဲမှာပွင့်နေတဲ့ဇီဇဝါပန်းကြီးကိုခူးတက်ပြီးပန်ပေးလိုက်တော့တာပဲ။မလကာသည်ရှိရင်လဲဆွပေးလိုက်တာပဲကျမကအင်ကြီးတုံးလုံးနဲ့တနခါပန်းပန်းနဲ့ ပြင်ပြလာရင် အမေမေကရင်မက်ဖိတော့တာပဲအမလီရွှေဘုတ်ရဲ့ညီကိုဟိုအဖွားကြီးကလုပေးလိုက်တာမို့လားဆိုပြီးတနခါးရီပြန်ဖြက်ပန်းကြီးကိုဆွဲဖြုတ်ရင်းနဲ့ကျမပေါင်ကိုလိန်ဆွဲတယ်အဲ့ဒီအဖွားကြီးစီမတော်ပါနဲ့လို့ဘဏ္ဍာပြောရမလဲမိရွှေတို့ညီကိုချော့ခေါ်ပြီးဟောတလို့ကြောကြီးကိုဖျန်းကနေရိုက်ချလိုက်မယ်အမေတင်ကြီးရိုက်တာနာမနာတော့မသိဘူး။ကျမမှပေါင်ဆွဲလင်ခံရတာရောကြောရိုက်ခံရတာရောနှစ်ခါနာသွားရတယ်။အမေတင်ကခလေးတော့ချစ်တတ်ပါရဲ့ပြီးတော့ပြောသေးတယ်။ ငါကကလေးတွေကိုချက်တာကလေးမိုချက်စရာကောင်းလို့ချက်တာမဟုတ်ပါဘူးကလေးတွေဟာဘာကိုမှတိနာလက်ရှာတာမဟုတ်ဘူးအဲ့ဒါကိုချက်တာတဲ့အမေတင်မှာသားသမီးမြင့်မြင့်မရှိဘူးမွေးသမီးကလေးအဖက်မတင်တာတဲ့တူမတွေတော့ရှိတယ်ကျမတို့ရွာနဲ့နှစ်မိုင်တသာလောက်ဝေးတဲ့ဇေယကုန်းရွာမှာနေကြတယ်တခါတခါရွာကိုလာတတ်တယ်သူတို့လာရင်အမေတင်ခြံထဲကသီးသမားပွင့်သမားအကုန်ဆွယူသွားတော့တာပဲအမေတင်မှာလဲတူမတွေကြွေးသမားစားနေရတာပါ ဒီတော့အမေတင်ဟာတယောက်တည်းသူ့ခြံဝန်းထဲမှာတကုတ်ကုတ်နဲ့နေတော့တာပဲလူတွေနဲ့အယောတဝင်မရှိလာပေမဲ့သူမထင်ရင်မထင်သလိုလှုပ်တတ်တာလေအယုတ်ဆူဆူအပေါက်ဆက်ဆူဆူအမေတင်ကိုလူတွေကကြောက်တာကြောက်ကြတာလာကွန်ညဆိုအမေတင်ကြီးဆုံးတောက်စားတယ်ဆိုပြီးချောင်းချောင်းကြည့်တတ်ကြတယ်တညမှာမမေကကျမကိုတိတ်တိတ်ကလေးနှိုးတယ်အဲ့ဒီညကလာကွန်ညမောင်းလိုက်တာကလည်းပိမ့်ပိမ့်လို့ဖေဖေကလည်းခྱི་ထွက်သွားတော့အိမ်မှာမမေနဲ့ကျမတို့မောင်နှမ6ယောက်ရဲ့ဘာရေပဲရှိတယ် ကျမလည်းချင်းနောင်ကိုအသာဖွင့်ပြီးမေမေလက်ကုပ်ခေါ်တဲ့နောက်လိုက်ခဲ့တယ်။ကျမတို့အိမ်နောက်ဘေးဂုံတိတ်ဘကနေအမေတင်း channel ကိုစူးစိုက်ကြည့်ကြတယ်။မေမေကကျမကိုတအားဖတ်ထားတယ်။ကျမကခလေးဆိုတော့ကြောက်ရမှန်းလည်းမသိဘူး။မေမေကအမေတင်းကြီးကိုကြောက်တယ်လို့လည်းပြောသေးရဲ့။ဘာလို့ညာညာကြီးမှောင်မှာအမေတင်းချန်ကိုလှမ်းကြည့်ဖို့ကျမကိုခေါ်တယ်လဲပေါ့လေ။ရွှေဘုတ်ညီမလန်းနဲ့နော်။အဲဟိုဇပန်းချုံနာကိုကြည့်ဟောဟောညနေမို့လားအမေတင်ကြီးကြည့်နေကြည့်နေ မတို့ကြည့်နေတော့မှပဲအမေတင်ကကုန်းကုန်းနဲ့ထွက်လာတယ်။ဇွန်ပန်းညုံနာရောက်တော့ငုတ်တုတ်ထိုင်ကြလိုက်တယ်။ဇွန်ပန်းညုံကြီးနဲ့ကွယ်ပြီးအမေတင်ပြောက်သွားတယ်။ရှူရှူပေါက်တာထင်တယ်နော်မေမေ။မေမေကျမကိုစိတ်တယ်အตาနေဆိုတဲ့သဘောပေါ့။ခဏနေတော့ခြုံထဲကဆူဆူလက်လက်အလင်းရောင်လေးတွေထွက်လာတယ်။အလင်းတစားနှစ်စားတစ်ပြေးပြေးမြင့်တက်လာလိုက်။အောက်ပြင်ကျသွားလိုက်နဲ့မေမေကအတန်တုံတုံရီရီနဲ့အဲ့တော့ဆုံးတောက်စားနေတာတဲ့။ကျမကကလေးဆိုတော့ဆုံးတောက်စားရဲဆိုတာလည်းနားမလည်ဘူးမသိဘူး။ ကျမသိနေတာကအဲ့ဒီအလင်းရောင်တွေဟာပိုးဆုံးကျူးကောင်လေးတွေပဲဘယ်ကလာဆုံးတောက်စားရမှာလဲမေမေယာအဲ့ဒါပိုးဆုံးကျူးလေးတွေပါ။အိုးဘယ်ကပိုးဆုံးကျူးရမှာလဲအေးဖအေးလေးသမီးနော်ဆုံးမယုံနဲ့မယုံနဲ့မစီမဆိုင် ဖေဖေကိုဆွဲထည့်တယ်။မေမေတို့ကအမေတင်ကိုကြောက်တော့ဖေဖေကအမေတင်ကြီးနဲ့အယောဝင်နေခရီးထွက်ရာက ပြန်လာရင် အမေတင်အတွက်မုတ်ပဲတည့်ရစာတွေဝယ်လာတတ်တယ်။ဒေါ်မေတင်ကြီးကတကယ်ကိုဘ ਹੁ တုတ္တကျွေးတဲ့မိန်းမကြီးပဲ။ ဂျပန်ခေတုံးကအကြောင်းတွေသူအကုန်ပြောပြနိုင်တယ်။ဒိုးရွာကစင်းမြစ်တော်တော်များများကိုလည်းသူသိတယ်။တတိကလည်းကောင်းဘိုးချုပ်တို့ကြားဆုံးတဲ့ကြားတော့ကဆိုဓမ္မတော်ထဆွဲတဲ့ကြ။ကိုချက်ဖောင်းတို့အိမ်ဓမြဝင်တုံးကလည်းတရွာလုံးကကြောက်လိုက်ကြတာတုံလို့သူကမိကွက်ထွန်းတာမှပြက်ဘူးဓမြတယောက်ကမိငိမ့်လို့ဟောက်တော့ငါနဲ့ပါဆိုင်လဲလို့ပြန်ပြောတာကွာ ဖေဖေကအမေတင်ကြီးကိုစကားတော့ပြောနေတတ်တယ်။မေမေတင်ရင်စူရောဆောင်းတော့တာပဲ။လင်းလိုက်လက်လိုက်ပူဆောင်ကျူးကလေးတွေကိုကြည့်ရင်ကျမစိတ်ထဲမှာမယုံမယွဖြစ်လာတာနဲ့ဘေးနာကခဲသုံးလေးလုံးကောက်ယူပြီးပြစ်ထည့်လိုက်တယ်။ဖရောဖရောဆိုတဲ့အတန်တွေထွက်လာပြီးဇွန်ပန်းချုံနောက်ကအမေတင်ကြီးထွက်လာတယ်။အမေတင်ကဟိုကြီးတေးကြီးလှုပ်ပြီးအိမ်ထဲပြန်ဝင်သွားတယ်။ပိုးဆောင်ကျူးလေးတွေကလက်နေတော့မေမေကကျမကိုအိမ်ထဲအတင်းဆွဲခေါ်သွားပြီးအိမ်ရတယ်လဲရောက်တော့ ဒူးမပြောနဲ့ပေါမပြောနဲ့ဗဇက်ကတလုံးလုံးယုတ်ရင်ဒူးကိုပုတ်လိုက်ပေါင်းကိုပုတ်လိုက်လို့တယ်ကျမကိုလည်းဟက်ကမာလေးလှုပ်လေညီခဲနဲ့ထူတာတိသွားလိမ့်မယ်လှုပ်လှုပ်တိတော့ဘာဖြစ်လဲမမေယာဟဲ့တိတော့ညီကိုပြူသားမှာပေါ့တဲ့ညာကအချောင်းကိုမနဲ့လင်းတော့မမေဟာအင်ကိုလာသမ ्या လူဖောက်တဲ့ချတော့တာပဲတက်တက်ဆက်ဆိုင်ညနေဘက်မှာကျမစီစုံကုန်းထရွက်ပုံနာဆော့နေတော့ကင်းကိုက်ခံရပါတယ် တက်သွန်နေဦးကိုခါလဲကကန့်လန့်ဖြက်ပြီးပုတ်ချေပစ်လိုက်တယ်။အနာကတိတ်မဖြစ်တော့ပေမဲ့ရောင်နေတာကအကြကြီး။ရွာထဲမှာတော့မမြတဲ့သမီးလေးကိုအမေတင်ကြီးကခင်းနေတိုက်တယ်ဖြစ်ကုန်ရော။ဇီးသီးတွေအများကြီးသီးတဲ့နေ့ကအမေကြီးဆုံးသွားရှာတယ်။ရိုးရိုးတန်းတန်းဖြားပြီးတည်သွားတာပါ။လူတွေကတော့အနောက်ရွာကဒေါ်ဆိုးကြီးနဲ့ပညာပြိုင်ရင်ရှုံးသွားတာလို့ပြောကြတယ်။ရွာလူကြီးတွေခေါ်စမျိုးနီးဆက်အကြီးအကဲတွေခေါ်ခြံလေးကိုဝိုင်းလူကြတယ်။ အဲ့ဒီမှာရင်ရွာဦးဆေးကတော့ဥတိတ်ကကြားပြီးရွာကိုအစည်းအဝေးခေါ်လိုက်တယ်။အမေတင်ကဒီချန်ကလေးကိုဘုန်းကြီးကိုလှူသွားတဲ့အကြောင်းပြောတယ်။တဆက်ထဲမှာပဲဆေးကတော့အနေနဲ့ဘုန်းကြီးကျောင်းဘုန်းကြီးကျောင်းအောက်မှာစာသင်နေတဲ့ကလေးတွေအတွက်စာသင်ကျောင်းလေးဆောက်ပေးခြင်းနဲ့အကြောင်းမိတ်နေ။ဒီတော့မှတရားလုံးအံ့ဩတင့်ကုန်ကြတယ်။သူတို့အမေတင်ကြီးကိုခြံထဲမှာတကုတ်ကုတ်နဲ့တွေ့နေတဲ့မိန်းမကြီးကျွတ်မှမဟုတ်ဘူးထင်ထားကြတာကိုခုတော့အမေတင်ကသူမသိခင်ဆရာတော်ကျောင်းချန်လေးကို လူပြစ်လိုက်တော့အံ့ဩကြတာပေါ့ပြီးတော့အမေတင်းကိုလည်းနားလေသဘောပေါက်လာကြတယ်အမေတင်းကိုလူတွေနားလေသဘောပေါက်လာကြတာခြံလေးကိုလူပြစ်လိုက်လို့ကြီးမဟုတ်ပါဘူးအမေတင်းမရှိတော့မှရေရင်းကလေးရဲ့အဆောင်တန်မိုးကိုနားလေလာကြလို့ပဲရေရင်းကလေးမှာခတိုင်းလို့စုံမဲ့ဆဲမဲ့သူမရှိတော့လူတွေထင်တိုင်းကျဲတော့တာပေါ့လက်ရိုက်တော့နဲ့တဖုံဖုံတတိုင်းတိုင်းအဝေးရိုက်တယ်ရေကိုငင်းငင်းသလိုငင်းကြတယ်ရေမြောင်းလည်းဘယ်သူမှမပေါ်ကြဘူး ညောင်ပေးအပင်တွေလည်းတောထားလို့ရေရင်းပတ်လည်မှာတော့အပင်တွေပေါက်လာကြတယ်ရေတွေဘွက်တွေနဲ့ပတ်စီတက်နေတဲ့ကြားကရေရင်းပဝင်းညင်လည်းရှူးရှူးပန်းသူမဆင်စွန့်သူစွန့်နဲ့ညစ်ပတ်နံစော်လို့စကားတွေများကြဆိုကြဆဲကြရေရင်းမှာချော်လဲကြခါတိုင်းတို့ကလေးတွေကြီးလှုပ်လို့လည်းမဖြစ်တော့ဘူးဒေါ်မလေးရဲ့သမီးလေးရေရင်းကိုငုတ်ကြည့်လိုက်တာဇောက်ထိုးကျသွားတယ်စင်းဆဲကြတော့အသက်မပါတော့ဘူးဘောင်းကြီးတယောက်လည်းရေညှိတွေပေါ်ချော်လဲလိုက်တာတင်ပစုံရိုးကျိုးသွားတယ် တပတ်လောက်ကြာတော့အသည့်တန်နဲ့ပဲဆုံးသွားတယ်။ရေရင်နှကန်းသာအုတ်တွေလည်းကျိုးပဲ့ကုန်ပြီးဆက်သီးလေးလည်းပြတ်သွားတယ်။ဆက်သီးအသင့်မတတ်နိုင်ငင်းဆက်ကြဘူးတွေနှီးပုံပြည့်ဝကြကျိုးဝယ်ရငွေကုန်ကြရတယ်။ရေရင်ကလေးဟာခါတိုင်းလိုတန်ရှင်းတက်ရမနေတော့ပဲဖယိုးပရဲညစ်ပတ်လို့ဒါပေမဲ့လူတွေတော့ခါတိုင်းလိုဘိုင်းနာကြတာပဲအပမီတလိုလိုနပူးတလိုလိုဖြစ်ကြတာပဲ။တိနေစေးတဲ့လူတွေကြတာပါပဲ။အမေတင်းချန်ကြီးထဲမှာပို့ဆောင်ကြီးတွေလက်နေတော့မယ်။ လာခွင့်ညာဆိုပိုသိတာရဲလေအမေတင်ကိုရွာသူလို့ပြောကြတဲ့သူတွေပါစပ်အဟောင်းသားပေါ့ကျမစိတ်ထဲမှာတော့အခုမှအမေတင်ကိုရွာသူလို့ထင်လာမိတယ်ဟုတ်တယ်လေအမေတင်ကြီးဟာရွာလူတွေအတွက်ရွာသူပဲကုန်းကောင်ကအညာရကလေးရဲ့တခုတည်းသောရေရင်းကလေးကိုစောင့်ရှောက်ပေးခဲ့တဲ့ရွာသူစစ်စစ်ပဲမို့လားအခုတော့ရေရင်းကလေးမရှိတော့ပါဘူးဟိုတနစ်စီကမိုးခေါင်လိုက်တာရေရင်းကလေးကောသွားတယ်ကျန်ဆယ်လို့ကိုမရတော့ဘူးအုတ်တွေဖျို့ဖျဲပြိုကျပျက်စီးနေတဲ့ တွင်ဟောင်းပတ်ကြီးကိုအနေရဆိုပြီးဖို့ပြလိုက်ကြတယ်ရေရင်းကလေးမရှိတော့ပေမဲ့ရွာအတွက်ရေတော့ရှိတာပေါ့ရွာလေကဥကြောက်ခဲတို့အိမ်မှာအဝင်းစည်းရေစက်တစ်လုံးထောင်ထားတယ်လူတွေကဥကြောက်ခဲစီသွားပြီးရေတကန်ကိုနှစ်ချက်ပေးချိုးကြတယ်ခင်မိလာကြပြီကိုဆက်ရေပူပူနွေ့နွေ့ငွေပေးချိုးကြတာပေါ့နေရာတွေရောက်လို့ငဖဲပြန်တယ်လို့ဖက်ဖက်လူနေရပြီဆိုရင်လူတွေက တွင်းရင်အေးအေးလေးချိုးချင်လိုက်တာလို့တန်းတားကြရတယ်လေအမေတင်ချန်ကတော့ဆရာတော်ဆန္ဒအတိုင်းစတင်ကြောင်းကလေးဖြစ်သွားပါပြီရွာမှာလဲခါတိုင်းလိုရွာကဆရာလေးတွေမကတော့ဘူးမျိုးကခန့်လိုက်တဲ့ဆရာဆရာမတွေရောက်လာကြပြီရေမရတော့ပေမဲ့အမေတင်ချန်ကြီးကတော့စိမ့်ဆုံနေတော့မှာပဲတရက်ပင်ကြီးတွေပေါက်ပန်းဖြူပင်ကြီးတွေနဲ့ပွင့်နှုံးတိတော့မယ်ညမွေးပန်းမင်လေးတွေတာတိုင်းမွေးပန်းလေးတွေကပွင့်နှုံးမွေးတော့မယ် အမေတင်ရင်ရင်းကလေးမရှိတော့ပေမဲ့လူတွေကစားတဲ့ညောင်းကလေးကို အမေတင်ကြောင်းနဲ့ကရောင်းပွင့်တဲ့မဂ္ဂဇင်းအမှတ်၁၁1996မတ်လ